ွန်ပျူတာဖွင့်လိုက်တဲ့အခါမှာကွန်ပျူတာပဲဖြစ်ဖြစ် PC ပဲဖြစ်ဖြစ် laptop ပဲဖြစ်ဖြစ်အတူပဲပေါ့နော်အဲ့လိုဖွင့်လိုက်တဲ့အခါမျိုးမှာဒီလိုစာကြီးပေါ်နေလို့ရှိရင်ကျွန်တော်တို့တွေအဲ့ဒါရှင်းမွန်ရှင်းလင်းလေးကိုမျှောက်ပေးမှဖြစ်ပါတယ်အဲ့တော့ဒီလိုဘာကြောင့်ပေါ်ရလဲဆိုတော့ကျွန်တော်တို့ဒီဟာလေးကတော့ EMC sorry CPU မကောင်းလို့ရှိရင်လည်းအဲ့လိုဖြစ်တတ်တယ်ပြန်ကျွန်တော်တို့ကတော့မီးအတက်လိုက်ကြလိုက်ဖြစ်နေတဲ့အခြေအနေမျိုးမျိုးတွေမှာအရန်များသွားလို့ရှိရင်လည်းဟိုဒါမှမဟုတ်လေကွန်ပျူတာကအလိုလိုပုံတော့မီးပြက်လိုက်ပိတ်တဲ့အဲ့လိုဖြစ်တာများနေတယ်ဒီလိုဖြစ်တတ်တယ်ပြီးတော့ supply supply ပုံမှန်မဟုတ်ရင်လည်းဖြစ်တတ်တယ်ဆက်ကအရန်ပူနေလည်းဖြစ်တတ်တယ်ပေါ့နော်ဖြစ်တတ်တာကတော့အများကြီးပဲပေါ့အဲ့တော့ဒီနီလန်းလေးကတော့ဆက်ပူတာအရန်အများကြီးလည်းဖြစ်တယ်အာမီးခဏအခုအချိန်တည်းရောက်ပေါ့နော်ဒါပြက်ဖြစ်နေခြင်းများတာတော့မီးပြက်လိုက်လာလိုက်ဖြစ်တဲ့တို့ကြောင့်မုခရဏပိတ်လောရလိုက်ဖွင့်လိုက်ဆိုတော့အဲ့အချိန်တွေကြောက်ဖြစ်ဖို့များပါတယ်အဲ့တော့ကျွန်တော်တို့ဒီနေရာမှာပေါ်တဲ့စာလေးကိုကျွန်တော်တေချာကြည့်ရင်တွေ့ရပါတယ်ဒီအောက်နားလေးမှာကျွန်တော်တို့ press f1 to run ဆက်အပ်လို့ပေါ်နေပါတယ် အောက်ဆုံးအစာလေးပုံเนาะအဲ့တော့ပေါ်တဲ့အစာဆုံးကျွန်တော်တခြားလေးပြပါမယ်เนาะ Okay အဲ့ဒီတန်းလေးပုံပေါ့เนาะအဲ့ဒီတန်းလေးကိုကျွန်တော်တို့တခြားလေးအောက်ဖက်ကြည့်မယ်ကျွန်တော်တခြားလေးဖက်ကြည့်မှာအောက်ဆုံးအစာရောင်းနေတော့တွေ့ပါတယ် press f1 to run set ဆိုပြီးပေါ်ပါတယ်အဲ့ဒါကိုကျွန်တော်တို့ keyboard မှာ f1 ပါပါတယ်အဲ့ဒီ keyboard က f1 ကိုတစ်ချက်ကျွန်တော်ကျွန်တော်နှိပ်လိုက်မယ်เนาะဒါကျွန်တော် keyboard က f1 လေးကိုတစ်ချက်နှိပ်ကြည့်လိုက်ပါပြီ Okay

default f5 ဆိုပြီးပေါ်နေပေါ့နော်အဲ့ဒါလေးတွေကို ကျွန်တော်တို့တွေဘာမှလုံးဆောင်မလို့ပေါ့နော်အပေါ်အပေါ်ဆုံးမှာရှိတယ်ကျွန်တော်တို့အပေါ်ဆုံးမှာပါရှိတယ်ဆိုတော့ exit မှာရှိတယ်ပေါ့နော်ဒီမှာမမောက်လဲအလုံးလုံးပါတယ် exit advanced mode ကိုတစ်ချက်နှိပ်ပါမယ်နော် exit advanced mode ကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်နော်အဲအဲ့လိုနှိပ်နေတာနဲ့ဒီမှာပေါ်ပါတယ်ဒီမှာ discard chain ရ exit ရ sit chain reset ရ advanced mode ဝင်ပေါ်ပါတယ်အဲ့ဒါကိုအပေါ်ကကျွန်တော် discard chain အဲ exit လို့ကျွန်တော်နေလိုက်မှာနော်ချက်နေကြည့်လိုက်ပါပြီဟောအဲ့ဒါဆိုရင်ဆက်ကပြေးပြီးပြန်တက်လာမလားချက်စောက်ကြည့်မယ်နော်โอเคဒါဆိုရင်ဆက်ကတော့ပြန်ပြန်တက်လာပြီပေါ့เนาะအဆုံးထိတက်တက်လေးတစ်ချက်စောက်ကြည့်မယ်ပေါ့เนาะ okay ဒါဆိုလို့ရှိရင်ပြန်တက်လာပြီပေါ့เนาะပြန်တက်လာပြီ okay ပြန်တက်လာပြီတော်သူ auto auto တော်သူဝင်လုံးတက်လာပြီအဲဒါကျွန်တော်ဆက်ကတော့နည်းနည်းလေးနေလို့တက်တာနည်းနည်းကြာတယ်ပေါ့เนาะမိတ်ဆွေဆက်ကတော့ခမမြန်လေးပြန်တက်มาပဲဖြစ်ပါတယ် ာဆိုရင်ဝက်ခန်းလုံးပေါ်လာပြီဆိုရင်တေချာတယ်ဝင်းနိုးပြန်တက်လာပြီပေါ့နော်ကျွန်တော်ခဏစောင့်ကြည့်လိုက်မယ်နော် အဲကျွန်တော်စောင့်ကြည့်နေခြင်းအတွင်းမှာတော့ကျွန်တော်နောက်ပြီးဒီလိုမျိုးတော့ကွန်ကွန်မန်တလုံးပို့ပေါ်သွားအောင်ရှင်းနီးပြီးတော့ကျွန်တော်ကွန်ကွန်မန်တထရဒီ PC တွေကပေါ့နော်ဒီ PC တွေကနေပြီးတော့ကျွန်တော်တို့ရေဖြုတ်ပြီးတော့ပေါ့နော်ဖြုတ်ပြီးတော့တစားစီကြီးစင်းနီးလေးလေးပဲကျွန်တော်နောက်ပြီးဒီမှာဆက်ပြီးမျှဝေပေးဖို့ရှိပါတယ်အဲဒါဆိုရင်တော့ဝင်းဒိုးပြန်တက်လာပါပြီအဲ့တော့ကျွန်တော်မိတ်ဆွေတွေရဲ့ကွန်မန်တဝင်းဒိုးတွေ PC တွေလက်တော့တွေပေါ့နော်အဲ့တော့ ဝင်ဝင်တို့တွေမတက်လာဘူးအဲ့ဒါတွေပြနေဆိုရင်ကျွန်တော်ခုမအောင်မှာအဲ့ပုံလေးတွေပြပြီးတော့ကျွန်တော် မေးခဲ့အစာလေးတွေရေးခဲ့မေးခဲ့လို့ရပါတယ်တွေ့ရတဲ့ကျွန်တော်ချက်ချင်းပြန်လဲမြောက်ဝပြီးအခုလိုပဲဗီဒီယိုလေးရိုက်ပြီးကျွန်တော်ပြန်လဲမြောက်ယူတင်ဆက်ပေးပါတယ်ကဲကြည့်ရှုနာစင်ပြီးတဲ့မိတ်ဆွေအားလုံးထူဝဲကျေးဇူးတင်ပါတယ်ဖိုကလေးနိမညာနဲ့မိတ်ဆွေအားလုံးကိုနောက်ထပ်နောက်ထပ်ဗီဒီယိုတွေကြည့်ဖို့ကမြန်မြန်ဖိတ်ခေါ်ပါတယ်မိတ်ဆွေတို့ရဲ့ ကွန်ပျူတာတွေဖုန်းတွေလက်တော့တွေ PC အဲ့ဒါတွေရှိရင်ခမမရေးခဲ့မေးခဲ့ပါကျွန်တော်ချက်ချင်းပြန်လည်မြောက်ပေးပြန်လည်တစ်ဆက်ပေးပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ